အမေရိကန်တောင်ပိုင်းဂျော်ဂျီယာပြည်နယ်နေရောင်အောက်မှာတောက်ပနေတဲ့စိမ့်ပြာရောင်ရေပြင်ဟာအေဂျင့်နဲ့အပန်းဖြေစကန်တခုလို့ထင်ရပါတယ်။ဒါပေမဲ့လက်လာနီယာလို့ခေါ်တဲ့ဒီဂန်ရဲ့ငိန်သက်နေတဲ့ရေအောက်မှာလူတော်တော်များများမသိကြသေးတဲ့တမိုင်းကြောင်တခုရှိနေခဲ့ပါတယ်။ဒီဂန်ဟာချိန်စာတင့်တယ်လို့ပြောတဲ့သူတွေရှိသလိုတရေ၆တဲလို့ယူဆသူတွေလည်းရှိပါတယ်။ဒါရီယာပဇက်ရာဇဝင်တခုမဟုတ်ပဲအဲ့ဒီဒေတာမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ အချိန်ကာလက1950ပြည့်လွန်နှစ်တွေမှာစတင်ဖို့အစပြုခဲ့ပါတယ်။အစိုးရကရေကြီးရေလျှံမှုကိုထိန်းချုပ်ဖို့နဲ့ရေအားလျှက်စစ်ထုတ်လုပ်ဖို့ဆိုတဲ့ရွေးချက်ကောင်းတွေနဲ့ဒီရေကန်ကြီးကိုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းရဲ့အောင်မြင်မှုအတွက်ပေးစရမယ့်တန်ဖိုးကတော့အရန်ကိုကြီးမားခဲ့ပါတယ်။အဲ့ဒီနေရာမှာနှစ်ပေါင်းများစွာအေဂျင်စွာနေထိုင်ခဲ့ကြတဲ့ရွာလေးတွေရရှိပါတယ်။ သူတို့ရဲ့လေယာဉ်မြေတွေချစ်မြတ်နိုးရတဲ့မိသားစုတွေရဲ့အိမ်တွေဖခင်ချောင်းတွေဒါတွေအလုံးဟာရေအောက်ကိုနေမြုပ်သွားဖို့ကံကြမ္မာစိုးနဲ့ကြုံတွေ့ခဲ့ရပါတယ်။အစိုးရနဲ့အာဏာပိုင်တွေဟာဒေသခံမိသားစုတွေကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခဲ့ပြီးအဲ့ဒီနေရာဟာအသစ်ဖန်တီးမဲ့ရေကန်ရဲ့အောက်ခြေ ဖြစ်လာတော့မဲ့အမိန့်ကိုပေးခဲ့ပါတယ်။အိမ်တွေစာတင်ချောင်းတွေကိုရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့သူတို့ဘလို့မှရွှေ့ပြောင်းလို့မရတဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။ဟုတ်ပါတယ်။ ရာစုနှစ်နဲ့ကြီရှိခဲ့တဲ့တင်ကျိုင်းကိုတွေဘိုးဘွားတွေရဲ့အယိုးစုတွေဒါတွေအလုံးဟာဘယ်ကူမှမရွှေ့ပြောင်းပဲအဲ့ဒီနေရာမှာပဲထားခဲ့ရပါတယ်။သူတို့ရဲ့အပေါ်ကနေရေတွေတဖြည်းဖြည်းတက်လာခဲ့ပြီးနောက်ဆုံးမှာတော့တင်ကျိုင်းမြေတစ်ခုလုံးဟာဒီရေကန်ရဲ့အမှောင်ဆုံးအောက်ခြေမှာမြုပ်နှံခြင်းခံလဲရပါတော့တယ်။အာနာပိုင်တွေရဲ့အမိန့်နဲ့ဒီလိုသမိုင်းဝင်တန်ဖိုးကြီးတဲ့ဒေသကိုရေအောက်မှာနှိမ့်မြုပ်လိုက်ပြီးနောက်ပိုင်းဒီရေကန်ဟာစတင်ပြီးထူးဆန်းလာခဲ့ပါတယ်။ 1956ခုနှစ်ကတည်းကစတင်ရေးဖြည့်ခဲ့တဲ့ဒီရေကန်ထဲမှာလူပေါင်း900နီးပါးနှိမ့်မြုပ်ပျောက်ဆုံးသွားခဲ့ရပါတယ်။ဒီရေကန်ဟန်ဘာကြောင့်ဒီလောက်အန္တရာယ်များရတာလဲ။ပထမအဦးဆုံးအချက်ကတော့ရေအောက်မှာအတားအဆီးတွေရှိနေတာကြောင့်ပါ။ရေကန်ရဲ့အောက်ခြေမှာနှစ်ပေါင်း90လောက်ရှိတဲ့အိမ်ဟောင်းတွေရဲ့အပျက်စီးတွေမမြင်ရတဲ့ငါးဖန်းပိုင်ဟောင်းတွေကြောက်တုံးတွေနဲ့လမ်းတွေဟာရှုပ်ထွေးပွေလီစာတည်ရှိနေပါတယ်။ ဒီရေကန်ထဲမှာရေကူးခဲ့တဲ့သူတွေဟာရုတ်တရက်အဲ့ဒီအပြက်စီးတွေနဲ့ညှိပြီးရုံထွက်မရပဲအသက်ဆုံးရှုံးကြရတာမနည်းပါဘူးဒုတိယအချက်ကတော့1958ခုနှစ်ကတငယ်ချင်းနှစ်ဦးမောင်းနှင်လာတဲ့ကားစီးဟာလမ်းမပေါ်ကနေရုတ်တရက်ရေကန်ထဲကိုမောင်းချပျောက်ဆုံးသွားခဲ့ပါတယ်ဒါအတစုံတစ်ယောက်ကသူတို့ကိုတွန်းအားပေးနေပုံရပါတယ်ဒေသခံတွေကတော့အပြာရောင်ဝိစုံနဲ့ချောမောလှပတဲ့မင်းကလေးဝိညာဉ်တစ်ခုက ရေထဲကိုဆွဲခေါ်ဖို့ကြိုးစားနေတယ်လို့ယုံကြည်ကြပါတယ် ရေကန်ရဲ့အောက်ခြေမှာနှိမ့်မြုပ်ထားတဲ့အဖြစ်ဆိုးတွေဟာဒီရေကန်ရဲ့အစိပ်ပိုင်းဖြစ်နေစေပါစိတ်ကူးရင်ဇလန်လာအမှန်တကယ်ကျိန်စာလားဆိုတာကိုခွဲခြားဖို့ခက်ခဲနိုင်ပေမဲ့ဒီရေကန်ကိုဖန်တီးခဲ့ခြင်းကအတင်းကျပ်နေရာဖဲ့ပေးခဲ့ရတဲ့ဝိညာဉ်တွေနဲ့နှိမ့်မြုပ်သွားတဲ့တုတ်တန့်မြေတွေရဲ့တမိုင်းကတော့အမှန်တရားပါဒီရေကန်ဟာငြိမ်သက်နေပေမဲ့ရေအောက်ကအမှန်တရားကတော့အမေရိကန်တောင်ပိုင်းရဲ့တမိုင်းကိုထာဝရ6လက်နေအောင်မှဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ